I can't carry alone today shin dan mo ya ma lwe do kha ma bu ba ne ngo ma ni ne yong chi lo pon a tha ba tin ye bwa cha ya tung mu myaw do sa lan a pai nge 73အဖသည်သားတို့ကိုတနာဆုံမဲ့တည်နေသူထာဖျားသည်ကြောက်ရွံ့သောသူတို့ကိုတနာဆုံမဲ့တော်မူ၏ကျွန်တော်တို့မနေ့တိုင်းညတိုင်းကျွန်တော်တို့ဆုတောင်းတိုင်းမှာကောင်းငင်မုံတိုင်းရှိတော်မူသောကျွန်တော်တို့အဖဆိုပြီးတော့ကျွန်တော်ကောင်းငင်မုံမှာရှိသောဖျားကို အဖေခေါ်ပြီးတော့ရင်းရင်းနှီးနှီးနဲ့ဆုတောင်းခွင့်ကိုသခင်ယေရှုကပေးထားပါတယ်။အဲ့ဒီကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့ရဲ့အဖဖြစ်သောဖခင်သခင်ကနေပြီးတော့ကျွန်တော်တို့အနာမှာကျွန်တော်တို့ကိုအနိကကြည့်ရှုပြုစုပြီးတော့ဂယုဆိုင်ဆောက်ရှောင်ဖို့အတွက်ပြုစုပြောထောင်ပေးဖို့အတွက်နော်သူ့ကိုယ်စားကျွန်တော်တို့ကိုချက်ချင်းမြတ်တာတွေကိုဝေမျှပေးဖို့အတွက်ကျွန်တော်တို့လောကရဲ့အဖေတွေကိုလည်းပေးထားပါတယ်။အချို့သောသူတွေကဖခင်များနဲ့ရောက်တိုင်းဝန်းနေကြပါတယ်။သူတပြင်းတော့ အဖေမရှိတော့တဲ့သူတွေအဖေနဲ့ဝေးကွာနေတဲ့သူတွေဒါပေမဲ့ချစ်တော်ညီကိုမောင်မတို့ကျွန်တော်ကမိဘမဲ့တွေမဟုတ်ပါဘူးယုံကြည်သူတွေကဘယ်တော့မှမိဘမဲ့တွေမဟုတ်ပါဘူး68ခုမြောက်သောစာလံအပိုက်ငယ်9မှာကိုတော်ကပြောပါတယ်ဘုရားသခင်ဒီတန်ရှင်းသောပုံမိမ့်မှန်တိုင်းစံပယ်လျက်မိဘမရှိသောသူတို့၏အဖဖြစ်တယ်ဒါကြောင့်မလို့မိဘရှိသောသူတွေအဖေရှိသောသူတွေအတွက်ပဲ Father's Day ကရှိနေတာမဟုတ်ဘူး ကျွန်တော်တို့အားလုံးမှာအဖေရှိတယ်အဖေလောလောဆယ်မရှိတော့ရင်လဲကျွန်တော်တို့မှာကောင်းငင်အဖာရှိတယ်သူကကျွန်တော်တို့ကိုအဖေကသားကိုတနာဆောင်မဲ့တယ်လို့မျိုးချစ်နေမယ်မိဘမရှိတော့သူတွေအဖဖြစ်တယ်ဆိုပြီးတော့ကိုယ်တော်ကဂတိပေးထားသောဖရာဖြစ်တော်ကြောင့်ကျွန်တော်တို့ဒီနေ့ ਆ လဲလူသားအားလုံး ਨੇ ဆိုင်တဲ့နေ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာ father ဆိုတဲ့စကားလုံးလေးကနေပြီးတော့ ဖျားသခင်ဒီအဖေကဲ့သို့ကျွန်တော်တို့ကိုချစ်နေတယ်ဆိုတဲ့အရာကိုဒီစကလုံးတွေကနေပြီးတော့ရှာဖွေသွားဖို့ဆင်ခြင်သွားဖို့ပြင်ဆင်ထားပါတယ်အဲ့တော့ F A T H E R father အဖေဆိုတဲ့စကလုံးဖြစ်ပါတယ်အဲ့တော့ပထမဆုံး F ကတော့ friend တငယ်ချင်းဖြစ်တယ်တငယ်ချင်းကဲ့သို့သောအဖေအဲ့တော့ကာသမီတိုင်းရဲ့ပထမဆုံးသောတငယ်ချင်းကအဖေပဲเนาะကျွန်တော်တို့စပြီးတော့ဘောလုံးကန်ချင်းနေစပိန်စီးချင်းနေအဖေကနေပြီးတော့ တင်ပေးခဲ့တယ်လမ်းလျှောက်တက်ဖို့အဖေကတင်ပေးခဲ့တယ်တငယ်ချင်းကဲ့သို့တချို့တွေလည်းကြီးတဲ့အထိပွပွလင်းလင်းနဲ့အဖေနဲ့စကားပြောရင်းနဲ့ဘဝကိုဖျက်ဆီးကြတာအဲ့တော့အဖေကဲ့သို့ဖခင်ကသူလည်းအဲ့လိုပဲတဲ့ကျွန်တော်တို့ကိုတငယ်ချင်းလိုမျိုးဖခင်နဲ့သားသမီးကြားမှာတငယ်ချင်းမေတ္တာနဲ့ရှိတယ်လို့မျိုးတငယ်ချင်းကဲ့သို့ရင်းနှီးပွင့်လင်းမှုရှိတယ်လို့မျိုးဖခင်ကလည်းအဲ့လိုဖခင်ဖြစ်တယ်တဲ့အဲ့တော့ကိုတော်ကပြောပါတယ် င်တို့ကိုငါကြွလို့မခေါ်ဘူးတဲ့တင်တို့ကိုမိတ်ဆွေတငယ်ချင်းလို့အဆွေလို့ခေါ်မယ်ဖျားသခင်ဒီလေကျွန်တော်တို့တငယ်ချင်းကဲ့သို့ကျွန်တော်တို့ကိုချစ်နေတယ်ရင်းနှီးပွင့်လင်းစွာနဲ့ဖျားနဲ့ပြောဆိုလို့ရတယ်ရှင်ယာကုတ်ခိုင်းနေငယ်23မှာအာဗြဟံကတဲ့ယုံကြည်လုံးတဲ့အတွက်နော်ဖျားသခင်ကသူ့ရဲ့ယုံကြည်ခြင်းကိုဖြောင်းမတ်ခြင်းလို့တတ်မှတ်ပြီးတဲ့အခါမှာဖျားသခင်ကအာဗြဟံကိုဘယ်လိုခေါ်လဲဆိုရင်အဆွေလို့ခေါ်တယ်တငယ်ချင်းလို့ခေါ်တယ်တဲ့နောက်တစ်လုံးကတော့ဗာလဲဆိုရင် A assistance မိသားစုအတွက်အဖေတွေဟာကူညီထောက်ပံ့ပေးရတဲ့သူတွေဖြစ်တယ်စားဝတ်နေရေးအတွက်နော်ကျွန်တော်နေထိုင်မှုအတွက် လုံခြုံမှုရှိဖို့အတွက်အမျိုးမျိုးမိသားစုရဲ့လိုတဲ့အရာတွေတာသမီတွေရဲ့လိုတဲ့အရာတွေကိုအဓိကထောက်ပံ့ပေးကြတာဖြစ်တယ်အဲ့လိုပဲဖျားသခင်ကလည်းဒီလိုဖျားပါပဲတဲ့အဖေကဲသူထောက်ပံ့ပေးတော့ဖျားဖြစ်တယ်တဲ့မသက်ခွန်နေ9ကနေ17မှာကိုရောကအဖေနဲ့ตาအချောင်းကိုခိုင်းနှိုင်းဖို့ပြတယ်ตาဒီမုတ်ကိုတောင်းလင်းတဲ့မိမိตาကြောက်ကိုပေးမဲ့လူရှိလားတဲ့ မင်းတို့တာသာတဲ့ငါ့အောင်တော်မင်းတို့မွေကိုပေးမှလားတဲ့။တင်းတို့တော်မှပဲတဲ့။တင်းတို့တာသမီးတွေအတွက်အကောင်းဆုံးရာကိုပေးသလိုမျိုးငါဒီလဲတဲ့။ထိုမြမကကောင်းငေပုံနဲ့ရှိတော်တင်းတို့ရဲ့အဖေကလဲတဲ့။ကောင်းသောရာကိုပဲပေးမှားတဲ့။ပို့ပြီးတော့ကောင်းတဲ့ရာကိုပဲပေးမှားတဲ့။ကိုတော်ကဒီလိုမျိုးခိုင်းတိုင်းဖို့ပြပါတယ်။ဆိုလိုချင်တာကတော့ကျွန်တော်တို့ကိုအဖေတယောက်လိုမျိုးကျွန်တော်တို့ကိုကူညီပံ့ပိုးနေတဲ့ဖရားဖြစ်တယ်။မနေ့ဖန်တော့မစိုးရင်နဲ့အဖေတို့ဝေးရမလဲအဖေတို့စားရမလဲမစိုးရင်နဲ့ကူညီပံ့ပိုးနေတဲ့ ဖျားရှိတယ်တော့ကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘာမှပူစရာမရှိဘူးကျွန်တော်တို့လောကမှာရှိတဲ့အဖေတွေလည်းဒီတာဝန်ကိုထမ်းတယ်လို့ပဲဖျားသခင်ကြီးလည်းကျွန်တော်တို့ကိုအဲ့လိုမျိုးကူညီပံ့ပိုးနေတဲ့ဖျားဖြစ်တယ်ဆိုတော့ကျွန်တော်တို့တမန်ကျမ်းစာအပြင်တွေ့ရပါတယ်တရားဟောကြံခိုင်းတဲ့ငယ်31မှာဆိုရင်ဣသရေလလူမျိုးတွေကိုဘာပြောလဲဆိုရင်တားကိုခြိပိုက်တဲ့ကဲ့သို့တဲ့အဖသည်တားကိုခြိပိုက်တဲ့ကဲ့သို့တင်တို့ဖျားသခင်သာဖျားသည်တင်တို့ကိုခြိပိုက်ပြီးတော့ပို့ဆောင်တယ်တဲ့ ကလေးလေးကိုပွက်ချီပြီးတော့ပို့ဆောင်တယ်လို့မျိုးเนาะကျွန်တော်တို့ဖះကိုယုံကြည်တော့ဖះရဲ့လူမျိုးတော်ဣသလာတွေကိုသူတို့အဲ့လိုမျိုးပဲပို့ဆောင်ပေးတယ်ဆိုလိုချင်တာကကျွန်တော်တို့ဒီစကားကကျွန်တော်တို့ကို message ပေးနေတယ်ဖះသခင်ကြီးကျွန်တော်တို့ကိုပွက်ဖက်ပြီးတော့အဖေတယောက်လိုမျိုးခြိပိုက်ပြီးတော့ကိုကြီးပန့်ဖို့ပေးနေတယ်စောင့်ရှောက်ပေးနေတယ်အဖေဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဖះရှိနေတဲ့ပြကျွန်တော်တို့ကမိဘမဲ့မဖြစ်ပါဘူးနောက်တစ်ခု FAT ခြိကတော့ teacher trainer ဖြစ်ပါတယ်အဲ့တော့ဆရာသမားသင်ကြားပြသပေးတဲ့နီးပြဖြစ်တယ်အဲ့တော့ကျွန်တော်တို့အဖေတွေကကျွန်တော်တို့အရင်ဆုံးเนาะကျွန်တော်တို့ဘဝသက်တာမှာသူတို့ရဲ့ပုံကိုကြည့်ပြီးတော့သူတို့ရဲ့အပြုတ်မှုကိုကြည့်ပြီးတော့ကျွန်တော်တို့ကအသက်ရှင်ကြရသင်ကြရတယ်ကျွန်တော်ဘာသင်ချင်လဲရေကူးသင်ရင်တော့ကျွန်တော်စပိန်စီးတန်းအောင်သင်ပေးတာလမ်းလျှောက်တန်းအောင်သင်ပေးတာဒါအဖေကနေပြီးတော့เนาะအရင်ဆုံးစတင်ပေးတာအဖေပဲအဲ့တော့ ဲ့လိုမျိုးပဲတဲ့เนาะကျွန်တော်တို့ဘုရားမှာအမားတွေကျุလို့မိရင်လည်းအဖေကဆုံးမာတယ်ပြဲ့ပြင်းတယ်လမ်းမှန်ကိုရောက်အောင်တင် जा ပေးတယ်ပြုတ်ပြင်ပေးတယ်ဒီလိုပဲတဲ့ဖျားသခင်ကလည်းကျွန်တော်တို့ကိုတင် जा ပေးနေသောအဖေဖြစ်တယ်တဲ့အဖေကဲ့သို့တင် जा ပေးနေတယ်32ခုမြောက်သောဆာလံပိုက်ငယ်ရှစ်မှာတင့်ကိုငါတွင်တင်ပြီတင်သွားရမိလမ်းကိုပြညုံပြီတင့်ကိုငါကြည့်ရှုပြုစုမိတဲ့ကိုတော်ကပြောထားပြီးသားတွင်တင်မယ်လမ်းပြမယ်ကြည့်ရှုပြုစုမယ်ဒါကြောင့်မလို့ ျွန်တော်ကောင်းငင်ဖနဲ့အတူရှိနေသဖြင့်ကျွန်တော်တို့လမ်းပြောက်เสียမလိုဘူးကျွန်တော်တို့ကိုအမြဲတမ်းတတိနဲ့ကြည့်ရှုပြီးတော့လမ်းပြနေတော့အဖေဖြစ်ပါတယ်အဲ့တော့ဟေဘရဲအခန်းကြီး7နဲ့အငယ်6ကခုနှစ်မှာလည်းတွေ့ရပါတယ်ထာဝရဘုရားသည်ချစ်တော်မူသောသူကိုစိုးမတော်မူ၏လက်ခံတော်မူသမျှသောသားတို့ကိုတန်ခတ်တော်မူ၏တဲ့ဘုရားသခင်ရဲ့စိုးမခြင်းဘုရားသခင်တန်ခတ်ခြင်းကဘာဖြစ်လို့ကျွန်တော်တို့ကိုကောင်းစေဖို့အတွက်ကို เนาะကျွန်တော်ငငယ်တုန်းကတခုခုအမားလုံးမိရင်အဖေကဆုံးမသလိုပဲဖခင်တခင်ကြီးလည်းကျွန်တော်တို့ကိုချစ်တဲ့အတွက်တားခဲ့သူချစ်တဲ့အတွက်ကျွန်တော်တို့ကိုပြုပြင်ပေးနေတော့เนาะကျွန်တော်တို့ teacher ကျွန်တော်ရဲ့ teacher ဖြစ်တယ်ကျွန်တော်ရဲ့ trainer ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပြန်ပါတယ်နောက်တစ်လုံးကတော့ age ဖြစ်ပါတယ် h ကတော့ hope မျောလင့်ခြင်းဖြစ်တယ်အဖေတွေဟာတားသမီးတွေရဲ့မျောလင့်ချက်ပဲเนาะကျွန်တော်တို့တားသမီးတွေကငငယ်တုန်းကဘာမျောလင့်လဲအဖေပြန်လာရင်ဘာပြန်ပါလာမလဲ ်ဟောအဖေကဘာလုပ်ပေးမလဲတခခုကျွန်တော်အခက်အခဲရှင်ဟောငါအဖေရှိတာပဲငါအဖေလုပ်ပေးလိမ့်မယ်ဆိုရက်မျောလင်းချက်ရှိတယ်အဲ့လိုပဲတဲ့ကျွန်တော်ဖရာသခင်ဒီလေကျွန်တော်တို့မျောလင့်ရဖြစ်တယ်ဆိုတော့ကျွန်တော်တို့90တခုမြောက်တော့ဆာလံအပိုင်ငယ်ငါးမှာတွေ့ရပါတယ်အရှင်ထာဝရဖရာကိုရောဒီအကျွန်ုပ်မျောလင့်ရဖြစ်တော်မူ၏အကျွန်ုပ်ငယ်တော်ရမှာဆိုင်အကျွန်ုပ်ကိုးစားရဖြစ်တော်မူ၏လို့ကိုရောကပေါ်ပြထားတာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မျောလင့်လို့ရတယ်ထာဝရဖရာကိုမျောလင့်တော်သူတို့မူကအားပြေးကြလိမ့်မယ်တဲ့ ရွှေလင်းရုံကဲ့သို့မိမိတို့အတောင်ကိုအသက်ပြုတ်ပြင်ကြလိမ့်မယ်။ပြေးတော်လည်းမပေးမှန်ခရီးသွားသောအခါမမောရကြလို့ဂတိပေးထားပါတယ်။ဖခင်ကသူ့ကိုမျော်လင့်မှာသူဒီမျော်လင့်ရာဖြစ်တယ်။မျော်လင့်ခြင်းအကြောင်းကိုးစားရာအကြောင်းဖြစ်တယ်။ဒါကြောင့်မလို့မျော်လင့်ခြင်းနဲ့နော်သွားပါတဲ့။သူဟာမျော်လင့်လို့ရတဲ့အဖေဖြစ်တယ်ဆိုတော့ကိုဒီနေရာမှာကျွန်တော်တွေ့ရပါ။နောက်တစ်လုံးကတော့ F A T H E E ကတော့ encourager ဖြစ်ပါတယ်။တွန်းအားပေးတဲ့သူအားပေးအားမြောက်ပြုတ်ပေးတဲ့သူနော် ကျွန်တော်တို့စိုးရိမ်မှုတွေကြောင်းကြမှုတွေတခါလင်ကျွန်တော်ငငယ်တုန်းကမလုံနိုင်တဲ့အရာတွေအဖေကပြောတယ်တာမင်းလုံနိုင်ပါတယ်မင်းလုံနိုင်ပါတယ်ဆိုတဲ့စကားကျွန်တော်ဆောင်ဝဲတွေဘာတွေကြသွားတဲ့တခါလင်ကျွန်တော်ဆုံးရှုံးသွားတဲ့အချိန်ကျွန်တော်လဲကြတဲ့အချိန်အဖေတွေကတာမင်းပြန်ထလို့ရတယ်မင်းမရှုံးသေးဘူးမင်းပြန်စူးစမ်းလို့ရတယ်ဆိုတဲ့ဒီအားပေးစကားတွေက encourage လုပ်တဲ့အရာတွေကသားသမီးတွေကိုအားဖြစ်စေပါတယ်ဒီလိုပဲဖျားသခင်ဒီလဲကျွန်တော်တို့ကိုအဖေလိုမျိုးအားပေးနေတော့ဖျားဖြစ်တယ် ဟေရှာယအခန်းကြီး41အငယ်10မှာမစိုးရိမ်နဲ့ငါသည်တင့်မဲ့မှာရှိ၏မကြောက်နဲ့သင်ဖျားခင်ထားဖျားသည်တင့်ကိုခိုင်ခန့်စေမည်တင့်ကိုစောင်းမမည်ငါသစ္စာလက်ရပဲဖြင့်တင့်ကိုငါထောက်ပင့်မည်တဲ့ဘာမှကြောက်စရာမလိုဘူးမိနာမှာငါရှိတယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်တို့ကိုအားပေးနေတဲ့ဖျားအဖေကဲ့သို့အားပေးနေသော encourager လည်းဖြစ်ပါတယ်နောက်ဆုံးတစ်လုံးကတော့ R role model ဖြစ်ပါတယ်ကျွန်တော်ဖခင်တွေကသားသမီးတွေတဲ့ role model ဖြစ်ရတယ် အဖေကိုကြည့်ပြီးတော့ကျွန်တော်တို့ကစန္ဒမူနာယူပြီးတော့သားသမီးတွေကကြီးပင်းကြရ။ဒါကြောင့်မလို့ဖခင်တွေတဏှိပြုတ်เสียရပဲ။ကျွန်တော်ပုံသက်တွေကောင်းကိုပြမှသားသမီးတွေလည်းကောင်းသောသူတွေဖြစ်ပါမယ်။ဒါပေမဲ့ကျွန်တော်တို့ဖခင်တွေအတွက်ဘသူက role model လဲ။ထာဝရအဖက role model ပါပဲ။အဲ့တော့ကိုတော်ကပြောပါတယ်။နော်ကျွန်တော်တို့ဖရာသခင်ချစ်သားတို့ဖြစ်ကြသည်နည်းညီဖရာသခင်ကြင့်တော်မူသည်နည်းသူကြင့်ကြလော့တဲ့။ကျွန်တော်တို့ရဲ့အဖေတွေဖခင်ကောင်းဖြစ်ဖို့အတွက် role model တည်ထာဝရအဖဖြစ်တယ်။ဖရာသခင်ကဲ့သို့ အသက်ရှင်ဖို့သခင်ယေရှုကဲ့သို့အသက်ရှင်ဖို့ဆိုတာကျွန်တော်ဖခင်နေရဲ့တာဂက်ဖြစ်ရပါမယ်။အဲတော့ကျွန်တော်တို့ရှမသဲ948မှာပြောပါတယ်။ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့ဖသည်စုံလင်တော်မူသည်နီးတူသင်တို့သည်လည်းစုံလင်ခြင်းရှိကြလော့။ဘယ်အဖေးမှ perfect မဖြစ်ပါဘူး။မစုံလင်ပါဘူး။သို့တော်ညာလဲကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်ရဲ့ထာဝရဖကတော့စုံလင်တယ်။ဒါကြောင့်မလို့စုံလင်ခြင်းရှိတဲ့ဖခင်ကိုကျွန်တော်စံတမူနာ role model ထားပြီးတော့ကိုယ်သားသမီးတွေရှိမှကျွန်တော်တို့အသက်ရှင်ဖို့ဖြစ်တယ်။ဒါမှလည်းသူတို့သည်လည်း ရိုးမော်တယ်ဖြစ်နေပုံသက်တည်မြင်ပြီးတော့ကောင်းပုံနဲ့အသက်တာကိုရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်။ဒါကြောင့်ချစ်တော်ညီကိုမောင်နှမတို့ဒီနေ့မှကျွန်တော်တို့အဖေများကိုယေရှုတင်တဲ့ကဲ့သို့ထာဝရဘုရားကိုလည်းအဖေကဲ့သို့တော့ကျွန်တော်တို့ကိုထာဝရချစ်နေသော ထာဝရအဖထာဝရအဖေကိုလည်းယေရှုတို့ချီးမွမ်းရင်းနဲ့ဖခင်များနေ့ကိုအထိပ္ပယ်ရှိစွာနဲ့ကြော်ဖြတ်ကြပါစို့လို့တိုက်တွန်းခေါ်အပ်လိုပါတယ်။